ရုတ်တပါရှာမတီကေချင်းစနစ် RDM နဲ့ဟိုနာဆန်းစစ်မှာပါဝင်တဲ့ဒီပညာမြင့်ရေမောင်းထောက်ကူပြုစနစ်တစ်ခုဖြစ်ပြီး RDM စနစ်သည်တဲ့အနေဖြင့်အချက်ပြခြင်းမရှိဘဲရေလန်းချောင်းလမ်းများကိုဖျက်ကျော်ပေးပါကစတီယာရင်ဒိုမဟုတ်ဂရိတ်တို့ကိုဘလိုလျောက်ထိုင်းရင်ပေးမှာဖြစ်ပါတယ် RDM စနစ်လုံးလုံးမဲ့ခြေနေများကတော့တနာရီလေ45မိုင်မှာအဝါနဲ့90မိုင်မှာအဝါအမြင့်ဆုံးကြားမောင်းနေနေချင်း လမ်းဖြောင်များသို့မဟုတ်လမ်းကွေးပေါ်တွင်မောင်းနေနေခြင်းစစ်ကနေပြီးပိတ်ထားခြင်းနှင့်ရင်အားအချိန်မြင့်တင်ခြင်း break သုံးပြုခြင်းချုပ်ဝင်ခြင်းမရှိသည့်အခြေအနေများတွင် audience နှင့်လှုပ်ဆင်မှာပဲဖြစ်ပါရဲ့ရှင်သိရင်ဒီလူသွားလံမြကင်းပြင်းနဲ့ကြောက်စရိလံများသို့မဟုတ်ဆန့်ကျင်ဘက်လမ်းကြောင်းမှာရှင်များစီတို့ အချက်ပြခြင်းမရှိဘဲချင်းကပ်မိပါက infotainment screen တွင် lane တပါရှာဝန်နေလိုက်တဲ့အတူ steering တုံ့ခါမှုဖြင့်တတိပေးမှာဖြစ်ပြီးတစ်ချိန်တည်းမှာပဲရှင်ကိုလမ်းကြောင်းမှန်သို့ပြန်လည်ရောက်ရှိစေရန် စတီယာရင်ကိုအလိုအလျောက်ထိချုပ်ဝေးမှဖြစ်ပါတယ်။ရင်ကိုပကရထားပြီးဆန်ထုတ်ထားခြင်းတွင်အာဒီယန်စနစ်ကိုစိတ်ကြိုက်ချင်းနိုင်မှဖြစ်ပြီးချင်းကြီးရန်အတွက်တက်ဆက်ခရင်မှာဟုံးဘလော့ကိုနေ၍ဗီရကက်ဆက်တင်နေကိုဝင်မှာထို့နောက် driver assist system ဆက်လက်ထဲကိုဝင်မှာ road departure medical ရက်ဆက်တင်နေကိုဝင်၍နေတော့တော့မယ် why နဲ့အတူ steering ထိချင်းမှာပါပဲအချက်ပေးခြင်းတည်တံ့ဖြစ်ပြီး one and only ဆိုပြီးစိတ်ကြွေးချက်ချင်းထားလိုက်မှာဖြစ်ပါတယ်ရှင်။